ကျောက်ကယောဂကြောင့်ဆေးရုံရုတ်တရက်တင်လိုက်ရတဲ့တထက်မှုဦးမင်္ဂလာဝပရိသတ်ကြီးတို့ရဲ့အခုနောက်ပိုင်းမှာဆိုရင်တော့တထက်မှုဦးကကျမ်းမာရေးချူကြလာခဲ့တာမို့မကြာခဏဆိုသလိုဆေးရုံတင်နေရတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့နေရာစပြီးတော့ကျမ်းမာရေးကိုတစ်ခုပြီးတစ်ခုဖြစ်လာသလိုမတော်တဆလည်းမကြာခဏဆိုသလိုဖြစ်လေရှိတာပဲဖြစ်ပါတယ်။တထက်မှုဦးကတော့သူမမအသေးယောဂဖြစ်တာကြောင့် ဆေးရုံမကြာခဏတက်ရတယ်လို့သာအတိပေးလာရပဲဖြစ်ပါတယ်။အသေးယောဂအကြောင်းဆေးရုံကိုအိမ်ဦးနဲ့ကျင်းပလုပ်နေရတဲ့တစ်ထက်မူကတော့နောက်ထပ်ယောဂတစ်ခုပါတိုးလာခဲ့ပြန်တာပဲဖြစ်ပါတယ်။တစ်ထက်မူကကြောက်ကယောဂပါတိုးလာခဲ့ကဆေးရုံတက်ရတဲ့အခြေအနေထိရောက်သွားခဲ့တာပဲဖြစ်ပါတယ်။အရင်တုန်းကကြောက်ကယောဂမရှိခဲ့ပဲနဲ့အခုနောက်ပိုင်းမှာသာ သူမမတော့ကြောက်ကယောဂဖြစ်နေတယ်ဆိုတာကိုသိရတာပဲဖြစ်ပါတယ်။ကြောက်ကရောင်လာတဲ့အပြင်ကြောက်ပါတင်နေတာပါ ဒါကြောင့်မို့တတမှုကဝမ်ပိုင်းတဲ့ခါတဝိုင်းမှာနာကျင်တဲ့တံကိုခန်းစားခရရပဲဖြစ်ပါတယ်။ဒါရီကြောင့်ပဲတတမှုကတော့ပြီးခဲ့တဲ့ရင်မှာတော့ဈေးရုံတက်ပြီးတော့ဈေးကူတက်လိုက်ရတာပဲဖြစ်ပါရဲ့ရှင်။အခုနောက်ပိုင်းမှာဆိုတတမှုကတလားတစ်ခါလောက်ကိုဈေးရုံပုံမှန်တက်နေရတာပဲဖြစ်ပါတယ်။အသေးယောဂါကလည်းအသေးလေးဖို့အချိန်နေတိစိုးနေတာမို့ပုံမှန်ဈေးကူတက်နေရတာပဲဖြစ်ပါတယ်။တလားတစ်ခါဘန်ကောက်ထိသွားပြီးတော့ဈေးကူတက်နေရတာပါ။ အသေးယောဂါကြောင့်ဈေးကနေမပြတ်ဖြစ်နေတဲ့အချိန်မှာကြောက်ကယောဂါပါထပ်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ကြောက်ကပြည့်စည်တဲ့အထိမဖြစ်သွားအောင်လို့အသေးချာကုသတော်ရမှာပဲဖြစ်ပါတယ်။ချက်ချက်မဟုတ်ကအယူစစ်တီလည်းသိမကောင်းတော့ပဲမကြာခဏဆိုသလိုဒဏ်ရာဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ငလီနှုံကလည်းတိုက်ပေါ်ကနေပြင်ဆင်ခဲ့လို့လက်ကျူထားခဲ့ပြီးတော့ဒါပြင်ချိုလေတဲ့ဒဏ်ကြောင့်ခါပိုင်လည်းထိထားပြီးတော့လမ်းလျှောက်ရတာလည်းအဆင်မပြေဖြစ်နေတယ်လို့လည်းသိရပါတယ်။ ရှိဘဝကအကျိုးဆက်တွေကြောင့်အခုဘဝမှာတော့ခုလိုခံစားနေရတယ်လို့သာချက်ချက်မဟုတ်ကပြောလာခဲ့တာပဲဖြစ်ပါတယ်။ကျဲမာကြီးမကောင်းတာကြောင့်လေ့ကျင့်ခန်းလည်းမလုပ်နိုင်သလိုစီးရီရဲ့ဘေးထွက်ဆူချူကြောင့်အဝလွန်နာတွေကိုလည်းနောက်ဆက်တွဲခံစားနေရတာပါတယ်။ဒါကိုတချို့ပြည်သက်တွေကတော့အပြင်မှာတွေ့တဲ့အချိန်မှာအရင်ဝါလွန်နေတယ်ဆိုပြီးတော့ဝေဖန်တာတွေလည်းရှိနေပါတယ်။အခုလိုဝေဖန်တာမျိုးကိုတော့ချက်ချက်မဟုတ်ကလုံးဝကိုတီးမခံနိုင်ပါဘူးတဲ့။ ။သူမအနေနဲ့ကျမရဲ့ကြောင့်အခုလိုဖြစ်နေရတာကို ပြောခံရတာကြောင့်ပဲဖြစ်ပါတယ်။ချက်ချက်မူကကျမအောင်စူးစမ်းနေထိုင်နေရတာဖြစ်ပြီးအစာဆိုလည်းအရင်ရှောင်းနေအပြုတ်ကူသာနေ့စဉ်စားသုံးနေရတာမို့ညီငွေ့ပေမဲ့လည်းသမီးလေးစီလုံးဝတီထက်နေတူနေချင်းနေတာကြောင့်ကျမအောင်နေထိုင်နေရပဲဖြစ်ပါတယ်ရှင်။ချက်ချက်မူကတချိန်လုံးကတော့အနုပညာလောကရဲ့ဘယင်မတစ်ယောက်ဖြစ်ခဲ့ရမို့ပရိသတ်တွေကတော့ရုပ်ရှင်ပိတ်ကားပေါ်မှာပြန်လဲတွေ့မြင်နေကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းကျဲမရင်မကောင်းတဲ့အခြေအနေမျိုးသူ့အနေနဲ့ရုပ်ရှင်ပြန်ရိုက်ခြင်းနဲ့စိတ်လည်းလုံးဝမရှိပါဘူး။ဒေလာရှင်ဝင်ပြီးတော့လူပြန်ထွက်တဲ့အချိန်တုန်းကတော့ချက်ချက်မို့ကရုပ်ရှင်စကားကြီးတွေတကားစားတကားစားပြန်ရိုက်ပါသေးတယ်။အခုနှစ်ပိုင်းတွေမှာတော့ရုပ်ရှင်စကားလုံးဝပြန်မြိုက်တော့တာကိုတွေ့နေရတာပဲဖြစ်ပါတယ်။ချက်ချက်မို့ကအနုပညာဝိုင်းရင်တယောက်ဖြစ်တယ်လို့မျိုးလုံးအကြည့်တွေနဲ့အန်တင်ကိုကစားနိုင်တယ်ဆိုတာဒီနေ့ထဲမှာယုံတင်ပြသထားတဲ့ မာယာယထမောင်းတဲ့မိမရုပ်ရှင်စကားကြီးမှာတွေ့မြင်နိုင်တာပဲဖြစ်ပါတယ်။အဆိုပါရုပ်ရှင်စကားကြီးမှာတော့အန်တင်ပီပင်နာကြောင့်လေအမျိုးသမီးဆက်ဆောင်စုအတွက်ပါခမန်းနေကြတာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါပရိသတ်ကြီးတို့ရေအစီအစဉ်ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။